ငလင်ဘေးအတွက်လူရဲနေရာမှာချမ်းသာတဲ့တထေးတွေမရှင်နိုင်တဲ့စိတ်ဓာတ်မျိုးကိုပိုင်ဆိုင်ထားတဲ့ရေခဲကြောင်းတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆန် insider page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေငလင်ဘေးကြောင်းမို့လူအများဒုက္ခရောက်နေတဲ့အချိန်မှာကုညီဖေးမားတဲ့တွေကလည်းအများအပြားရှိနေတာဖြစ်ပါတယ်တန်နိုင်တွေကလည်းတန်နိုင်တဲ့လောက်အလျောက်လူပေးကြတာဖြစ်ပါတယ်အခုလိုမျိုးငလင်ဘေးအတွက်အလူတန်းနေလုံးနေကြတဲ့အချိန်မှာ ရေခဲကြောင်းတဲ့တူရဲ့အလူကမြင်ရသူတိုင်းအတွက်ရင်ထဲမှာအထွေးတစ်ခု ချန်ခဲ့စေပါတယ်။ရေခဲကြောင်းတွေကပုံမှန်အတိုင်းရေခဲကြောင်းရောင်းဖို့ထွက်လာတာဖြစ်ပါတယ်။ ဆိုင်ကယ်အစုပ်လေးပေါ်မှာရေခဲကြောင်းပုံးတွေကိုတင်ပြီးတော့ရေခဲကြောင်းရောင်းထွက်နေကြတာဖြစ်ပါတယ်။အဲဒီအချိန်မှာလမ်းမှာငလင်ဘေးကိုသွားလူကြားမဲ့ဂါးတွေနဲ့ဆုံလိုက်ရပါတယ်။ငလင်ဘေးအတွက်သွားလူကြားမဲ့အလူရှင်တွေကဂါးပေါ်မှာငလင်အလူဆိုပြီးတော့စာတန်းတွေချိတ်ကသွားလူကြားတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲရေခဲကြောင်းတွေကဆိုင်ကယ်ကိုဘေးမှာရပ်ပြီးတော့ဂါးတွေကိုလှမ်းတားလိုက်ပါတယ်။ဒါအပြင်ချက်ချင်းဆိုသလိုရေခဲကြောင်းတွေကလက်ထဲမှာရေခဲကြောင်းတွေကိုယူပြီးတော့ဂါးတစည်းချင်းစီကိုလှမ်းပေးပါတယ်။ဂါးတွေရလဲ ည်းတစည်းချင်းရက်ပေးကြပါရယ်ရေကဲချောင်းတွေကသူ့ရေကဲချောင်းကိုမရှူမဆိုရင်တဲ့အတွက်အလင်းမြန်ယူပေးနေကြတာဖြစ်ပါရယ်နေဘူးကြားထဲမှာဆိုင်ကရနေကားရီစီကိုရေကဲချောင်းတွေအသေးအတန်ယူပေးနေတာပါရောင်းဖို့အတွက်ရေကဲချောင်းတွေကိုဒိုင်စီရနေယူလာပေမဲ့ငလင်အတွက်သွားလို့မှသိလိုက်ရတဲ့အချိန်မှာသူတက်နိုင်တဲ့ဘက်ကနေလူကျင်စိတ်တွေဖြစ်သွားခဲ့တာပါ။ဒါကြောင့်မို့လဲတက်နိုင်တဲ့လောက်လူပေးမယ်ဆိုတဲ့စိတ်နဲ့လူနေခဲ့တာပါ။ကားတဲ့အကုံလုံးကိုရေခဲချောင်းတွေပေးနေခဲ့တာဖြစ်ပါရင်အဲ့ဒီအခိုက်အတန့်လေးကိုကားဘောက မျိုးသားတယောက်ကရိုက်ထားခဲ့တာဖြစ်ပါတယ်။ရေခဲကျောင်းတဲ့ရဲ့စိတ်တက်လေးကလေးစားအထူးယူစရာကောင်းနေတာကြောင့်သူများတွေလိုငလင်ဘေးသင့်နေတဲ့သူတွေအတွက်အလူငွေတွေအများကြီးထိပ်ပြီးတော့မလုပ်နိုင်ပါဘူး။ဒါကြောင့်မို့လဲငလင်ဘေးသင့်သူတွေသွားလူမဲ့ကားတွေကို ရေခဲကျောင်းတွေပြန်လူရင်းနဲ့လူနေခဲ့ရလဲဖြစ်ပါတယ်။ ရေခဲကြောင်းတဲ့ရဲ့ဆိုင်ကဲကအကာရန်တောင်မစုံနေခဲ့ပါဘူးအကာရန်တောင်မရှိတဲ့ဆိုင်ကဲအစုပ်လေးကိုမောင်းနေခဲ့ရပါဆိုင်ကဲအစုပ်လေးပေါ်မှာရေခဲပုံးအဝါလေးကိုတင်ပြီးတော့ရေခဲကြောင်းကိုလိုက်ပတ်ရောင်းနေသူပါအခုလိုရေခဲကြောင်းတွေရောင်းလိုက်ကြမှုနောက်နေ့ရင်းစရာလည်းမရှိတော့ပါဘူးဒါပေမဲ့စေတနာအရင်ခံပြီးတော့ချိန်မာလုံးတဲ့အတွက်နောက်နေ့အရင်မရှိမှအောင်လည်းမစိုးရိမ်ပဲလှူလိုက်တာဖြစ်ပါတယ်အလူလူတဲ့အချိန်မှာချမ်းသာတဲ့သူတွေကတချို့အနေနဲ့ပိုရှင်လို့လှူကြတာမျိုးဖြစ်နိုင်ပါ မဲ့အခုလိုမျိုးချိုးတဲ့တဲ့တွေအတွက်တော့လှုပ်ဖို့ပိုရှန်နေဆိုတာမျိုးလည်းမရှိပါဘူးလှူကျင်တဲ့စိတ်ရင်းခံတဲ့တာတနည်းလုံးလို့ရတဲ့ငွေတွေကနေအရင်ပြုတ်ခံပြီးတော့လှူရန်ကြတာမျိုးဖြစ်ပါတယ် ဒါကြောင့်မို့ဖះဟောတဲ့တရားတွေမှာဆိုမရှိတဲ့သူတွေလှူတဲ့အလူကပုံမြတ်တယ်လို့တောင်ဟောခဲ့တာပါ။ဒါအပြင်အခုလိုစိတ်တဲ့ရှိသူတွေကိုသာအထက်တန်းစားလို့ချီးကျူးရမှာဖြစ်ပါရင်ငွေရှိပညာတတ်မှအထက်တန်းစားလို့ခေါ်တာမဟုတ်ပဲလူချင်းဝင်တဲ့စာနာထောက်ထားမှုအပြေအဝရှိသူကိုသာအထက်တန်းစားရလို့သတ်မှတ်ရမှာပါ။ငွေကြီးချို့တဲ့ပေမဲ့စည်ရင်းစည်ရနာကောင်းတဲ့ရေကဲချောင်းတွေကိုလူအများကတော့အထက်တန်းစားအဖြစ်သတ်မှတ်နေကြတာလည်းဖြစ်ပါရင်ငလင်ပီးအတွက်လူတဲ့နေရာမှာချမ်းသာတဲ့ ီးတွေမရှင်နိုင်တဲ့စိတ်ဓာတ်မျိုးကိုပိုင်ဆိုင်ထားတဲ့ရေခဲချောင်းတဲ့အပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်